မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့ဒဇမလာ17ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စည်ရေးစီးပွားရေးလူပေးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့တကုံမြို့သစ်လေးမြို့နယ်ကစီကတ်မဲ့စိုက်ကဲဘေးတွေတွေကိုအရေးယူသိမ်းဆည်းမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းတကုံမြို့သစ်လေးမြို့နယ်ကစိုက်ကဲဘေးတွေတွေကိုအရေးယူပြီးအပိတိုင်သိမ်းဆည်းမယ်လို့ အုပ်ချုပ်ရေးအတိုင်းဝိုင်းနဲ့နှိစက်သူတွေစီကသိရပါတယ်။ဒီဇင်ဘာလ9ရက်နေ့ကစလို့စိုက်ကယ်ဗေးရဲတွေကိုအဖွဲ့ပေါင်းစုံနဲ့ဟန်စီပီအပိတိုင်တိတ်နေတယ်လို့ကနဦးအနေနဲ့မြောက်တကုံအရှိတကုံတကုံစိတ်ကန်းတောင်တကုံတို့မှာစတင်ရေးယူနေပြီလို့သိရပါတယ်။မြို့နယ်အများစုမှာစိုက်ကယ်ဗေးရဲတွေနဲ့မော်တော်ဆိုင်ကယ်တွေကိုအဖွဲ့ပေါင်းစုံနဲ့ဖန်စီပြီးအရေးယူနေပါတယ်။ဒီမှာချက်ကတော့ဒီဇင်ဘာလ9ရက်နေ့ကနေစပါတယ်။အခုစဖန်စီနေပါပြီလို့ အုတ်ချုပ်ရေးတိုင်းဝိုင်းနယ်နီးစပ်သူတယောက်ကပြောပါရင်ရန်ကုန်မြို့စင်ကြေဘုံရက်ွက်တစ်ခုကစိုက်ကယ်ဘေးရက်မောင်းနေသူတယောက်ကစိုက်ကယ်ဘေးရက်တွေကိုဖမ်းဆီးမှုကအရင်အထက်ပိုများလာပြီးစစ်စည်းရေးအဖွဲ့တွေနဲ့မဆုံအောင်သတိထားမောင်းနေနေရတယ်လို့ပြောပါရင်ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့သင်္ကန်းချုံပြီးကိုရီးယားအကကတဲ့ဇက်အဖွဲ့ကိုအရေးယူမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ဇက်စင်ပေါ်မှာသင်္ကန်းချုံပြီးကိုရီးယားအကအိုပါဂန်နာစတိုင်ကိုကိုရီးယားတချင်းနဲ့ဟာသလုတ်ခံကပြဖြုတ်ပြခဲ့တဲ့ဇက်အဖွဲ့ကို စုံစမ်းဖော်ထုတ်ပြီးအရေးယူသွားမယ်လို့မြန်မာနိုင်ငံသဘင်အစည်းအုံးဖို့မှထုတ်ပြန်နေလို့သိရပါတယ်။သာသနာညှို့နှမ်းစေလိုတဲ့ပြဆက်အဖွဲ့ကိုစုံစမ်းပြီးသဘင်စည်းမျဉ်းစည်းကမ်းနဲ့အရေးယူခြင်းများဆောင်ရွက်ဖို့ရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပြလို့တဲ့သတင်းပုဒ်ကတော့ပိုပုံးတောင်ကြီးမှာကုန်ကားတစ်စီးကိုငွေကျပ်တသိန်းကျော်ကောက်ခံနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဒီဇင်ဘာလပထမပတ်ကစပြီး ဟိုဘုံတောင်ကြီးသွားလံတိုဂိတ်အကျော်ရှိဂိတ်မှာကုန်တင်ကားများကိုစစ်စည်တင်းကျပ်နေပြီးကုန်စိမ်းတင်ဆောင်တဲ့ကားတစ်စီးလင်းငွေကျပ်၈000ဒီကောက်ခံလျက်ရှိတယ်လို့သိရပါတယ်။အလားတူကြောင်မီသွေးဘီလက်မြေတန်တထုနဲ့ဓာတ်မြေဩတာတင်ဆောင်တဲ့ကားများကိုတစ်စီးလင်းငွေကျပ်တသိန်းအနည်းဆုံးကောက်ခံနေကြောင်းကုန်တင်ရင်မောင်းများကပြောပါတယ်။တောင်ကြီးနဲ့ဟိုဘုံမျိုးပတ်မှာရွေးကောက်ပွဲနီးလာတာကြောင့်လိုင်စင်မဲ့ကားများကို ထမချိန်မှာရှောင်းတခင်စစ်ဆေးပြီးကျန်တဲ့အချိန်များမှာသွားလာခင်ပြုထားတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံအတွင်းရှိမြန်မာအပေါင်းဝင်တရားမဝင်နိုင်ငံခြားသားရွှေပြောင်းလုပ်သမားများအတွက်အလုလုခွင့်ဗတ်အစ်စ်ကိုဒီဇင်ဘာလ12ရက်နေ့မှာစဖွင့်ပေးမယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံအလုသမားနဲ့ဝင်မှုဦးစီးဌာနကထုတ်ပြန်ကြေညာချက်အရထိုင်းနိုင်ငံအတွင်းတရားမဝင်အလုလုကိုင်နေကြသောမြန်မာလာအို BNN နိုင်ငံသားများအတွက် အလုပ်လုပ်ခွင့် work permit ဘတ်လျှောက်ထားနိုင်မဲ့အစီအစဉ်ကိုဒီဇင်ဘာလ12ရက်နေ့မှာစတင်ဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါအစီအစဉ်မှာလက်ရှိထိုင်းနိုင်ငံရှိအလုပ်သမားများအတွက်တရားဝင် အလုပ်လုပ်ကင်ခွင့်နဲ့လုံခြုံစိတ်ကြစွာနေထိုင်ခွင့်တို့ကိုပံ့ပိုးပေးရန်ရည်ရွယ်ထားကြောင်းလျှောက်ထားမဲ့ကာလဟာဒီဇင်ဘာလ12ရက်က26ရက်ထိဖြစ်ပြီးအလုပ်ရှင်တွေစည်ရင်တင်ခြင်း၊ကျန်းမာရေးစစ်ဆေးခြင်း၊အမကန်ဝယ်ယူခြင်းစတဲ့လိုအပ်ချက်များပြည့်စုံပါကတနစ်တာလုံလုံခွင့် ါမစ်ကိုရရှိမှာ ဖြစ်ကြောင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မန္တလေးမြို့မှာအင်အားတိသာတဲ့ငလင်လှုပ်ခတ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးမြို့မှာအင်အားတိသာတဲ့ငလင်လှုပ်ခတ်သွားတယ်လို့မန္တလေးမြို့ကန်နေစီကသိရပါတယ်။ငလင်မှာတိတိသာသာတစ်ကြိမ်လှုပ်သွားပါတယ်။အချို့ကအင်ဘောကဆင်းပြေးကြောင်းသိရပါတယ်။ထိုင်းမိုးလေဝသနဲ့ application အချို့မှာတော့မန္တလေးမှာအင်အားမဂနီကျူ 5.3အဆင့်ရှိတဲ့ငလင်လှုပ်ခတ်သွားတယ်လို့ဖော်ပြပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုကတော့လှုပ်ခတ်ခဲ့တဲ့ငလင်ဟာ4.5 Richter scale ရှိပြီးမရယာမြို့ရဲ့အနောက်မြောက်ဘက်6မိုင်ကန်အကွာကိုဘူးပြလှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ကော့တောင်းမြို့မှာတိုက်ရုပ်ဆရာတော်တစ်ပါးအသက်ခံရင်းဆိုတဲ့သတင်းဖြစ်ပါတယ်။တင်လာတဲ့အချိန်ကော့တောင်းမြို့နဲ့မကြုံကလက်မော်ကင်းကျေးရွာမှာဒီဇင်ဘာလ9ရက်နေ့ညနေပိုင်းက ရာဇီဒီဝင်းတွင်အရက်တော့ချင်းကို တားမြစ်ခဲ့တဲ့အပေါ်အညို့ထားကအောင်ခေမာကျောင်းတိုက်ဥစီရတော်ဥပန္နိတာကိုအသက်25နှစ်အရွယ်ရှိသူတူကကျေးစီထုသည့်ဒုတ်ဖြင့်ရိုက်တက်တီဖြစ်စဉ်ဖြစ်ပွားကြောင်းသိရပါတယ်။တပ်ဖြတ်သူမှာလှေလုံသားတူဖြစ်ပြီးကျောင်းတွင်စွန့်ကြံထမင်းကြံလာရောက်စားတောက်နေသူဖြစ်ပါတော့ဟာ၎င်းအားဖျားဝင်းထဲမှာအရက်မတော့ရင်ပြုတ်ဆိုခဲ့ခြင်းကြောင့်ကပိယကျောင်းသားများမရှိချိန်မှာအဆိုပါပုဂ္ဂိုလ်ကဆရာတော်ရဲ့ဥကောင်းကို ိုင်းနှက်ခေရာမှာဆရာတော်ပြန်လည်တော်မူခဲ့ရတယ်လို့သိရပါတယ်။ဆရာတော်ပြန်လည်တော်မူချိန်မှာတတ်တော်38ဝါဝါတော်15ဝါရှိပြီးရွာသားများနဲ့တပည့်များကအခင်းဖြစ်တဲ့ညည3နာရီမှာတက်ဖြတ်သူကိုဖမ်းဆီးရမိကတာဝန်ရှိသူများထံအံ့နံခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့နန်းဆန်မြို့မှာမြေတုဆက်တင်လာတဲ့ကားတစ်စီးကအိတ်တိမ်ကိုဝင်တိုက်မှုဖြစ်ပွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ဒီဇင်ဘာလ9ရက်ည9:30မိနစ်30မှာတအောင်းဒေတာနန်းဆန်မြို့မှာမြေတူးဆက်ကိုတင်လာတဲ့ကားတစီးကအိမ်တအိမ်ကိုဝင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခင်းဖြစ်ပွားမှုကြောင့်နေအိမ်ပျက်စီးကအိမ်ရှင်မျိုးသမီးတူဒဏ်ရကြောင်းသိရပါတယ်။လက်ရှိမှာဒဏ်ရသူအမျိုးသမီးကိုစစ်ကူတာဖို့မန္တလေးပြည်သူ့စေယုံကြီးသို့ပို့ဆောင်လိုက်ပြီလို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့ ထူးခြားတဲ့သတင်းတွေကိုရွေးချယ်ပြီးကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာရှင်းလန်းကြပါစေခင်ဗျာ